အားလုံးပဲမင်္ဂလာပါမောင်ဘော်ထွန်းကနန်းဆိုင်ရိုင်အပိုင်း20နေစသိမစ္စနီကန်ကမစ္စတာဝဘတ်ဘက်သူလှေကမစ္စတာဝဘတ်ကျမကျမလူချင်းမင်းကိုအကျိုးရအောင်ဘယ်တော့မှမလုပ်ခဲ့ဘူးပါဘူးကျေးဇူးပြုပြီးကျမကိုကျမကိုဟေးဘာမှပြောမနေတော့အမှုကအလုံးပေါ်နေပြီတမနာကြီးကဝင်ပြောလိုက် မေဆန်နေကန်ကောင်သွေးဦးသေးတန်းဖြင့်အင်းဒီကိုလှမ်းကြည့်လိုက်ပြီသမီးလေးအင်းဒီလေးသမီးလေးပေါ်မှာဆီယမကြီးဘလောက်ကောင်းခဲ့ရဆိုတော့ပြုတ်ပြလိုက်ပါအောင်ကွယ်ပြုတ်ပြလိုက်ပါအောင်ဝမ်းနေပါလေဆီယမကြီးဒါပေမဲ့ဆီယမကြီးကျမကိုအမြဲတမ်းဆုံးမပူတဲ့စကားတခုကိုတော့ကျမဘရောမှအမေ့ပါဘူးအဲ့ဒီစကားကဘယ်တော့မှလိမ်မပြောနဲ့ဟေးဆိုတဲ့စကားလေးခွေးဆုံးပါလေး မစ်ဆန်နီယန်ကအန်ဂျီဘီရှီတိုဒူလာကအိနီယာဆွေလာယန်လာ လုံးမီပြူသည်အီရင်ဆိုတော့ကသူ့ကိုဖမ်းချုပ်ပြီးလက်ထိတ်ခတ်လိုက်ထို့နောက်တွင်တော့သူသည်ရူစတာတို့ဇုံတွင်နေတူစုံတော်များနောက်သို့ကောက်ကောက်ပေါ်တော်တော်သည်စုံတော်များနှင့်အချင်းသားတွေထွက်သွားကြပြီးနောက်မစ္စတာဝါဘက်ကအိနီယာပြောလိုက်သည်အင်းနီတို့ဂေဟာကသမီးရဲ့မိတ်ဆွေနေတွေ့ကြအောင်ဟုတ်ကဲ့ပပကြီး အင်ဒီကသူ့မိတ်ဆွေများကိုစုခေါ်လာပြီးပထမဦးစွာမစ်စ်ဝါရင်နဲ့မိတ်ဆက်ပေးသည် ပြီးတော့တမနာကြီးရူစ်ပဲနဲ့မိတ်ဆက်ပေးသည် နောက်ဆုံးတွင် သူကမစ္စဝါဘတ်၏လက်ကိုဆွဲလျက်ဒါကတော့ငါရဲ့ဖိ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 ကြီးမစ္စတာအော်လီဗာဝါဘတ်ဟုတ်ကဲ့တမီးရောအားလုံးမေအထူးဝမ်းသာပါတယ်ဘဘကြီးလေးအထူးပဲဝမ်းသာပါတယ်တမီးတို့ထို့နောက်အင်ဒီကဝမ်းသာရှိမှုစွာဖြင့်ကျေးဇူးပြုပြီးအားလုံးနှောင်းကြပါမင်္ဂလာတရင်ကောင်ပြောပြရှိလို့ပါ အခြားမဟုတ်ပါဘူးတူအလုံးကိုဒုက္ခပေးခဲ့တဲ့မစ္စနီကန်တယောက်ထောင်နှန်းဆန်ဖို့လိုက်ပါသွားပြီဆိုတဲ့တင်မှာပဲဝမ်းသာတယ်ဝမ်းသာတယ်ကလေးတွေအားလုံးဝမ်းဝေါ်ကြသည်အဲ့တော့အခုချိန်ကစပြီးတမီလေးတို့အားလုံးခေယာမှာဆက်ချုပ်ဖို့လည်းမလိုတော့ဘူးပြီးတော့ခေယာမှာလည်းဘယ်တော့မှမနေကြတော့ဘူးတမီလေးတို့အားလုံးကိုပပကြီးရဲ့မိတ်ဆွေကမွေးစားအောင်ပပကြီးစီစဉ်ပေးဖို့ဆုံးဖြတ်လိုက်ပြီဝမ်းသာတယ်ဝမ်းသာတယ်ပပကြီးကျမ်းမာပါစီ ကျမပါစီကလေးတွေကမြူးရှင်စွာတန်မြန်အောင်ပြောလိုက်ကြသည်ဒါပေမဲ့မော်လီကတော့ဘသူစီမှမတော့ဘူးတမီနဲ့ပဲအတူနေခွင့်ပြုပါဖေဖေကြီးရတယ်ရတယ်နေခွင့်ပြုပါတယ်ကဲအားလုံးဝမ်းသာကြအောင်လားဝမ်းသာပါတယ်ဝမ်းသာပါတယ်ထိုချိန်တွင်ဒရိတ်ကအဲ့ဒစ်စလီယောက်ကိုဥဆောင်ကအခန်းထဲသို့ဝင်လာသည် မစ္စတာဝါဘက်ဤမိတ်ဆွေများဖြစ်လိမ့်မည်ဟုအင်းဒီကထင်လိုက်သည်မစ္စတာအင်းဒီမိတ်ဆွေပါခမညာဒရိတ်ကပြောလိုက်သည်ဟင်တမီးရဲ့မိတ်ဆွေဘသူတွေပါလဲအင်းဒီကအန်ဟောစွာပြောလိုက်သည်အမလေးအင်းဒီရဲ့တို့ကိုယ်တော်မမမိတော့ဘူးလားကွယ်ခက်ခက်ညညာနဲ့ဝေကောင်းဆောက်လာဝတ်ထားသောလူကြီးကပြောလိုက်သည်အိုးအန်ဂရန်ဒီအင်းဒီကဝမ်းသာရဲ့လေပြင်းရန်ဒီထံသို့ပြေးသွားပြီးဖတ်ထားလိုက်သည် နောက်တစ်ယောက်ကအနဲ့ရောင်ပူသောဝတ်စုံဝတ်ထားသောမိမချောကြီးဆိုပြီးပြီးတော့နောက်တစ်ယောက်နောက်တစ်ယောက်သူတို့အားလုံးဟူပါရီတာမှာအင်းနီမင်းစဟောင်းများဖြစ်ကြ၏သူတို့ကဝမ်းသာစွာဖြင့်အင်းဒီကလေးအားဝိုင်းမီဖက်ရန်လို့ဆက်ကြသည်ဝါဘဆန်အင်ကြီးတို့အင်းဒီရလာပြီးနောက်မကြမီတွင်ဟူပါရီတာမှာသူ့မိတ်ဆွေတွေအကြောင်းကိုအင်းဒီကမစ္စတာဝါဘက်အားပြောပြခဲ့သည်တို့ဖြင့်မစ္စတာဝါဘက်ကသူတို့အားလုံးကိုထောက်မထုတ်ပြီးသူ့ဆက်ယုံများ၌တင့်တော်တော်လုံများကိုပေးခဲ့သည် ်ထို့ပြင်နေထိုင်ရန်အတွက်လည်းမြစ်စိတ်တိုက်ခန်းများကိုပြီးခဲ့သို့တော်လေဤအကြောင်းကိုမစ္စတာဝဘက်ကအိန္ဒိယလုံးဝမပြောခင်သူကခရစ်စမတ်ပွဲတော်နေ့တွေမှာအိန္ဒိယအံဩဝါဒဖြစ်သွားအောင်လုပ်ချင်သောကြောင့်ဖြစ်သူနေတကွာသူမိတ်ဆွေအားလုံးမမျှော်လင့်မီကောင်းစားလာကြသောကြောင့်အိန္ဒီမှာဝမ်းသာမဆုံးတော့အိုးဖေဖေကြီးရဲ့ဝမ်းသာလိုက်တာဖေဖေကြီးရဲ့တမီဝမ်းသာလိုက်တာနေယောဒီထက်ဝမ်းသာစရာရှိသေးတယ် ဟုပြောပြီးနောက်မစ္စဝဘက်ကဒရိအားမျက်ရည်မျက်ခြေပြလိုက်သည်ဒရိကတဖန်ချက်ပြလိုက်သောအခါအင်ဂျင်နီယာလေးယောက်တဒါကြီးတဲပြီးဝင်လာကြသည်တဒါကြီးကိုအဆက်ရောက်ဆက်ကူနဲ့ပတ်ထားပြီးအနေရောင်ဖဲပြနဲ့စီထားသည်ဒါကအင်းဒီဒွတ်ဖီဖီကြီးရဲ့နောက်ပိတ်ဆုံးခရစ်စမတ်လက်ဆောင်ပဲသမီးသဘောကျလိမ့်မယ်ထင်ပါတယ်မစ္စဝဘက်ကပြုံးပြီးပြောသည်အင်းဒီမောဘာမှမသိ၍ရောင်ဝါဝါဖြစ်နေ၏ပရိသတ်အလုံးတဒါကြီးကိုဝမ်းကြည့်နေကြသည် ကဲဖွင့်မဖွင့်မတပ်ပါကအော်ပြောလိုက်သည်ကောင်းပြီဖွင့်မယ်အင်းဒီကဖဲပြားကိုဖြေကောင်းစက်ခုပဲကိုဆွဲခလိုက်ပြီးနောက်တက်တာဖုံးကို ဖွင့်လိုက်သည်တက်တာရဲမကခွေးကလေးစင်သည်စင်သည်စင်သည်အင်းဒီကဝမ်းမြောက်ဝမ်းသာအော်လိုက်သည်ခွေးကလေးကတက်တာရဲမခုန်ထွက်ပြီးအင်းဒီပေါ်ဖက်တဲ့ကောင်မျက်နှာကိုရှာနေရက်နန်းနေအင်းဒီကလည်းခွေးကလေးကိုပွေဖက်ပြီးဒီကုလုံးကိုတွှွှွှွနန်းရှုံနေသည် ိုးဖေဖေကြီးရေသမီးဝမ်းသာလိုက်တာဒီနေ့ဟာပျော်စရာအကောင်းဆုံးနေ့ပါပဲဖေဖေကြီးရေဒါပေါ်အားလုံးတို့ပျော်စရာအကောင်းဆုံးနေ့ပါပဲထို့နောက်မစ္စတာဝက်ဘက်ကအနီးတွင်ဖြုံဖြုံကြီးကြီးနေသောမစ္စဝါရီလက်ကိုဆွဲကောင်းကြစ်ကြစ်ပေါင်းဆုပ်ထားလိုက်သည် မစ္စဝါရီရင်တွင်တဖြက်ဖြက်ခုန်နေသည်တကယ်တော့မစ္စတာဝက်ဘက်ကိုအင်းဒီချစ်တယ်လို့သူကလည်းအလွန်ချင်အင်းဒီကဒူးထောက်ထိုင်ရင်စင်ဒီလေးကိုပွေထားမှမစ္စတာဝါဘတ်တို့စုံတွေကိုမောင်းကြည့်လိုက်သည်ဖျားရည် ဒီတိုင်းဆိုရင်တော့ဒီနေ့မှသူတို့နေအောင်လက်ထက်ကြတော့မှတိကြတယ်အဲ့ဒါဆိုရင်ငါ့မဖေဖေတော်မကမိမိလဲရတော့မှာပဲအမလီပြောလိုက်တာပြောလိုက်တာအင်းဒီအသက်ပင်မရှူနိုင်အောင်ဝမ်းသာလုံးစိုးနေအပြင်ဘက်တွင်စီးနှင်းတွေကွဲသွားပြီပြင်စမာရီတော်လမ်းပေါ်တွင်နေရောင်ရှွန့်ခဲ့ပြီအေကန်တဲ့သူနေရောင်ကြီးဖြာကြလာသည်အင်းဒီခွေးကလေးစင်ဒီကိုချီကောင်းပရင်းမောက်တို့အပြေးကလေးရှောက်လာခဲ့ စီနီမြော်ရင်နေအောင်ကြီးလင်းလန့်တောက်ပါနေသည်အင်းဒီကခွေးကလေးကိုတင်းတင်းဖက်ရင်းပြောလိုက်သည်ကြည့်လိုက်စစင်ဒီလေးရဲ့ဒုအတွက်မနေ့ပြန်ရောက်လာခဲ့ပြီကွယ်စချောဧပြီ1996မောင်ဘော်တွန်အီဇလန်လေးကိုနားထောင်အောင်ပြေကြရတဲ့တော့ကကာရူအားအထူးကျေးဇူးတင်ရှိပါရခင်ဗျာမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ